အားလုံးပဲမင်္ဂလာပါဗမ်မီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာထန်းနိုင်ငံစီကင်းကိုတွားရောက်ရှင်ပြန်နေတဲ့မြန်မာမြန်မာနိုင်ငံကဒီအမျိုးသမီးဘောလုံးအသင်းအောင်မြင်မှုနဲ့စတင်ကျင်းပတယ်အကတော့ဒီအုပ်စုပြည်မှာပါဝင်တဲ့မြန်မာနဲ့မလေးရှားနဲ့ရှင်ပြန်မှုပဲဖြစ်ပါတယ်အပထမပိုင်းအုပ်စုရှင်ပြန်မှုမှာတော့ဖိလစ်ပိုင်အသင်းကိုလည်းနှစ်ကိုးတကိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ဒီနေ့မလေးရှားနဲ့ပွဲမှာတော့3-0နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်အသွေးပွဲစဉ်ကိုကြည့်မယ်ဆိုမြန်မာအသင်းကဒီစတင်ကန်တဲ့အချိန်ကစပြီးတော့မိနစ်60အပြည့်လုံးကို ် NIR နဲ့ဆောင်ရွက်သွားနိုင်ခဲ့တာတွေ့ရတယ်။တစ်ဖက်ကမလေးရှားအသင်းကတော့စိတ်တဲ့အဆင့်တန်နေပါစွာနဲ့ပဲဒီညစ်ပြီးတော့ကစားရိုက်ပြုလုပ်ခဲ့တယ်။လူကိုချပြီးပြုလုပ်ခဲ့ကစားပုံစံမျိုးတွေနဲ့ကျွန်တော်လည်းတွေ့ခဲ့ရပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုတစ်ဖက်ကမလေးရှားအသင်းဘက်ကဒီမွေစားသမီးလို့ခေါ်လို့ရတယ်။မလေးရှားနိုင်ငံရဲ့ဝင်ရနိုင်ငံသားတွေမဟုတ်ဘဲနဲ့ပြည်ပနိုင်ငံတွေကလည်းလာရောက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်နဲ့ဒီမလေးရှား မြေသမီးလည်းရွေးစဉ်မြေသမီးလည်းရွေးစဉ်ဘောလုံးပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာတွေနဲ့ရှင်ပြိုင်နိုင်ခဲ့တဲ့မြန်မာမြေသမီးလည်းရွေးစဉ်အသင်းရဲ့အောင်မြင်မှုကတော့တကယ်ကိုအမခံမင်းဖြစ်ပါတယ်။ဂိုးတွေအတွင်သွားခဲ့တဲ့ဒီစန်းတော်တော်နောက်ပြီးမေထက်လူနဲ့နှိမ့်ကြီးထွန်းလို့ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တကယ်ကိုအကောင်းဆုံးကစားသွားနိုင်ခဲ့တာတွေ့ရပါတယ်။ဒီမိနစ်60အတွင်းဒီမြန်မာမြေသမီးလည်းရွေးစဉ်ဘောလုံးအသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုကတော်တော်များများကိုစုမထားနိုင်ပါတယ်။ဒီပထမပိုင်းမှာလည်းမလေးရှားဘက်မှကြီးပဲ ရာဂိုင်းတော့အပြည့်စုံမထားနိုင်ပြီးတော့ဒုတိယပိုင်းမှာလည်းမလေးရှားနိုင်ငံဘက်ကကိုယ်သမားကိုအများဆုံးချင်းချောင်းနိုင်ခဲ့ပါတယ်ဒီမိနစ်60အတွင်းမှာဒီ goal အရေအတွက်ကတော့3 goal နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမဲ့တကယ်တမ်းဒီမြန်မာအသင်းဘက်ကနေလိုက်စင်မှုတွေဆောင်ရွက်မှုတွေကတော့ဒီထက်မကအောင်မြင်မှုတွေရရှိနိုင်မယ့်အလားအလာတွေရှိခဲ့တာပါဘူးဝင်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေ့ကစားပွဲကိုဒီမြန်မာဘက်က9ခု6ခုလောက်ထိသွင်းနိုင်မယ်လို့မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးစမ်းဆောင်ရည်ကိုလည်းဒီမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာမျှော်လင့်လို့ရတဲ့အခွင့်အရေးမျိုးကိုမြင်တွေ့ရပြီဖြစ်ပါတယ်မြန်မာအမျိုးသားလက်ရွေးစင်အသင်းကတော့ယောက်ျားတွေကန်နေတယ်လို့ထင်ရပေမဲ့ အချောက်တွေကန်းနေသလားလို့တောင်ဆွေးရမှာဖြစ်ပါတယ်။မိမတွေလောက်ကိုစွမ်းဆောင်ရည်မရှိတဲ့ဒီအမျိုးသားလက်ရွေးစင်အသင်ပဲဖြစ်ပါတယ်။ဒီအသင်းအနေနဲ့ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဆဲစရာဆိုစရာတွေကိုဒါအများဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။အဲဒီဘက်ကဒီအမျိုးသမီးတွေကတော့တကယ်ကိုတိုင်းတိုက်တွန်းတွန်းအနေနဲ့အားတိုက်နဲ့ဇောင်ရံသွားတာဖြစ်တဲ့အတွက် တစ်ဖက်ကမလေးရှားအသင်းကိုလည်းအနိုင်ရရှိခဲ့တယ်ဖိလစ်ပိုင်အသင်းကိုလည်းအနိုင်ရရှိခဲ့တာဖြစ်ပြီးတော့လာမယ့်၁၇ရက်နေ့မှာရှင်ပြိုင်မယ်အုပ်စုအစဉ်ဗီယက်နမ်အသင်းနဲ့တွဲဆောင်မှုကတော့ဘလို့ရလက်တွေထွက်လာအောင်လဲဆိုတာကိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်သွားရအောင်မှာဖြစ်ပါတယ်ဒီစီးကိန်းပြိုင်ပွဲမှာဆိုရင်မြန်မာဘောလုံးအသင်းကဒီအမျိုးသမီးဘောလုံးအသင်းကတကယ်ကိုဒီအုပ်စုပွဲစဉ်မှာအမှန်တန်ချက်ပါတယ်အသင်းကြီးတွေနဲ့ရှင်ပြိုင်ကစားရတယ်လို့ဆိုရမှာဖြစ်ပေမဲ့ငိုဖိလစ်ပိုင်အသင်းကိုလည်းနိုင်ခဲ့တယ်မလေးရှားအသင်းကိုလည်းအနိုင်ရရှိခဲ့တယ် ဗီယန်နယ်အသင်းကတော့မလေးရှားအသင်းကိုလည်းဒီ9ခုနဲ့သွင်းယူထားခဲ့တာဖြစ်တဲ့အတွက်ဒီဘီယန်နယ်အသင်းရဲ့တည်ဆောင်မှုအသင်းတည်ဆောင်မှုနဲ့ဒီဖွဲ့စည်းပုံအားလုံးကလည်းကျင့်လစ်တယ်လို့ယူဆရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးကဒီရေကြားမြေကြားကိုတွားပြီးတော့မြန်မာနိုင်ငံရဲ့ကိုစားပြုပြီးဒီဝင်ရောက်ရှင်ပြန်မဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းကိုတော့ဆက်လက်ပြီးတော့အားပေးသွားရအောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့လာမယ့်ဒီဇင်ဘာ17ရက်နေ့မှာဘီယန်နယ်အသင်းနဲ့ရှင်ပြန်မဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းကိုလည်းဆက်လက်ပြီးတော့အားပေးသွားကြရအောင်မှာဖြစ်တယ်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် နောက်ထပ်တင်ဆက်ချက်ကိုတင်ဆက်ပေးသွားကြပါမယ်။ဒါကတော့စီဂိမ်းနဲ့မဆိုင်ပေမဲ့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့နှစ်နိုင်ငံဆက်ဆက်နေတဲ့သတင်းကိုဆက်ဆက်တင်ဆက်ပေးသွားကြတာဖြစ်ပါတယ်။ဒါကတော့ဒီထိုင်းမြန်မာနယ်စပ်အနေမြောက်ရီလင်ကိကောပတ်ဝန်းကျင်မင်းလက်ပံပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီအကြမ်းဖက်သမားတွေရဲ့လှုပ်ကြံလီကျံမှုတွေနဲ့ထိုင်းနိုင်ငံဘက်ကလက်နက်ကြီးကြီးတွေကြားရောက်ပေါက်ကွဲခဲ့တဲ့ဆိုတဲ့ဖြစ်စဉ်ကြောင့် ပြီးခဲ့တဲ့ရက်အနည်းငယ်ကထိုင်းနိုင်ငံဘက်ကနေမြန်မာနိုင်ငံဘက်ကိုရသတံမဲပေးသလိုလိုနိုင်ငံရေးအရာတနမန်နီလန်းကိုကြော်လွန်ပြီးတော့ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲဒီနိုင်ငံသားရေးဝန်ကြီးဌာနဝန်ကြီးကဒေါ်စန်းစုကြည်ကိုပြန်လည်လွှတ်ပေးရေးဆိုတဲ့ဒီလူပိုင်းရဲ့စကားလုံးတွေပြောဆိုခဲ့တဲ့အခင်းချင်းကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဒီမနေ့ကဒီဇင်ဘာ9ရက်နေ့နေ့လယ်ပိုင်းမှာပဲထိုင်းနိုင်ငံကနိုင်ငံသားရေးဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ကမြန်မာနိုင်ငံကိုလာရောက်ပြီးတော့ လက်ရှိယာယီသမရာကြီးတမရကခွေဦးစီးချုပ်ကြီးကိုဒီလာရောက်တွေ့ဆုံပြီးတော့ဒီဝန်ကြီးချုပ်ဖြစ်တဲ့ဥညိုဆောင်အပါအဝင်ဒီနလာနိုင်ငံတော်လုံခြုံရေးအင်ဂျင်တာယာရေးကော်မရှင်ရဲ့အတွင်မှုတွေဖြစ်တဲ့ပူချိုကြီးရဲဝင်းအပါအဝင်အစိမ့်အရာရှိကြီးတွေနဲ့ဒီပြည်မှာတွေ့ဆုံခဲ့ကြပါတယ်ပြည်တော်မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်ထပ်နိုင်ငံနဲ့မြန်မာနိုင်ငံနဲ့နိုင်ငံဆက်ဆံရေးဒီဆက်လက်တိစောက်သွားနိုင်မယ်ဆိုတဲ့အခင်းချင်းတွေကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပြီးတော့မြောက်ရီနဲ့ ဒီနေဆက်မြင်းရလျှောက်ထိုင်းနဲ့မြန်မာကနေဆက်စီမင်းကဒီမိုင်ပေါင်းများစွာရှေ့လျားပြီးထိတွေ့ဆက်ဆံနေရတာဖြစ်ပြီးနှစ်ပေါင်းများစွာနှစ်နိုင်ငံဒီအိန္ဒိယချင်းကောင်းပြည်သားစွာဆက်ဆံနေခဲ့ကြတာဖြစ်ပါတယ်မြန်မာနိုင်ငံဘက်ကတော့အိန္ဒိယချင်းကောင်းပြည်သားစွာဆက်ဆံနေခဲ့ပြီးမြန်မာနိုင်ငံဘက်ကတော့တစ်ဖက်ကကရင်လက်နက်ကိုင်တပုံအပါအဝင်ဒီ PP အုပ်စုတွေ NUGPP အုပ်စုတွေနဲ့အသုံးချခံ PDF တွေကိုဝန်ရောက်နေထိုင်ခွင့်အပါအဝင်လိုအပ်တဲ့လက်နက်ခဲယမ်းတွေနဲ့တရားမဝင်လုပ်ငန်းတွေအားလုံးကိုထောက်ပံ့ပေးနေခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒါအပြင် အခုဒီမြောင်းရီကိုအခြေပြုထားတဲ့ကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်းထိုင်းနိုင်ငံကလောကကိုထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့ဆိုတဲ့အခြေအနေကငြင်းလို့မရဘူးဖြစ်ပါတယ်။ဒါပေမဲ့အခုဒီမြောင်းရီကိုတမရော်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မြောင်းရီမျိုးရဲ့မြောက်ဖက်မှာရှိနေတဲ့ဖျူကိုကိုမြောင်းရီမျိုးရဲ့တောင်ဘက်မှာရှိနေတဲ့ KGBack အပါဝင်ကရင်လက်နက်ကိုင်တပုံ KNU နဲ့ဒီ KGO တကလို့ထူဖို့ DKB အဖွဲ့တွေထိန်းချုပ်ထားတဲ့မင်းလက်ပန်အနီးမှာကြားဖြန့်နေနေရင်ကိုဆောင်ရွက်လျက်ရှိပါတယ်။ KGBack နဲ့ချွေကုတ်ကိုတော့တမရော်ကနိုင်မြရှင်းလေးဆောင်ရွက်ပြီးတော့ ဒီပဝင်းကြီးဒီနေရာအတွင်းမှာတရားဝင်ဆောက်လုပ်ထားတဲ့အဆောက်အဦတွေကိုဖြိုချဖြစ်စည်းတော်တွေပြုလုပ်ခဲ့တယ်။တရားဝင်နိုင်ငံသားတွေကိုလည်းစီးစစ်ပြီးတဲ့နောက်သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းတာတွေလည်းပြုလုပ်ခဲ့ပါတယ်။မြောက်ရီမြို့ပေါ်မှာလည်းဒီ KK Pack နဲ့ရွှေကုတ်ကောကနေဖြည့်ပြောင်းလာကြတဲ့ကြားဖြတ်လုပ်ငန်းလုပ်ကင်သူတွေရဲ့တရားဝင်ဝင်ရောက်လုပ်ကင်နေတဲ့နေရာတွေကိုလည်းစုံစမ်းစစ်ဆေးဖော်ထုတ်တာတွေပြုလုပ်ခဲ့တဲ့အတွက်မြောက်ရီအမှတ်3ရပ်ကွက်အတွင်းမှာရှိတဲ့ ဒီအကြံဖက်သမားတွေကြားဖြန့်လုပ်ငန်းလုပ်ကိုင်းနေသူတွေကိုလည်းဖန်ဆင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကရင်လန်းနဲ့ကိုင်းတဘုံ KNU ရဲ့ကြားဖြန့်လုပ်ငန်းတွေရဲ့အဓိကအချက်အချာတစ်ခုဖြစ်နေတဲ့ဒီ KK backlog မရှိပေမဲ့ KK back ထဲမှာလိုပဲဒီကြားဖြန့်လုပ်ငန်းတွေအများစုရှိနေတယ်။မင်းလက်ပံကိုဒီတမရရဲ့ animation လေးဆောင်ရွက်မှုတွေကိုခုခံပြီးတော့အဟံဒါနှုတ်ဆက်မှုပြုလုပ်တဲ့အခြေအနေမျိုးကိုစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ။အမှုတော်ပါဝဲနေမြကန်တရင်တပ်ဖွဲ့တွေမူလ PGF မူလ DGPA နဲ့အဖွဲ့တွေကမဲလက်ပံအနီးကဒီဂျွန်ဒေါ်ဆစ်ကန်အနီးကိုရောက်ရှိနေပြီဖြစ်ပြီးတော့မဲလက်ပံရဲ့33ဧကရှိတဲ့ကြားဖြန့်လုပ်ငန်းအတွင်းမှာတော့ကရင်လက်နက်ကိုင်တပုံ KNU ရဲ့လက်ကိုင်တော်ဖြစ်တဲ့ KDLA နဲ့ KNL အဖွဲ့တွေကတော့ကြားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့အတူဒီ area ဧက33ဧကထဲမှာတမ်းလို့စကြောင်းတွေကိုခုခံနေတာရှိပါတယ် ပုံမှန်အပြင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကြားဖြတ်နေနေရေးကိစ္စတွေမှာမှနိုင်ငံပိုင်နယ်အတွင်းကိုတရားမဝင်ရောက်ပြီးတဲ့နောက်သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းရမှာဖြစ်ပါတယ်။ဒီ project ကြီးတစ်ခုလုံးကမြန်မာနိုင်ငံအပါအဝင်ထိုင်းနိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံ၊လာအိုပီယန်နဲ့စသဖြင့်ဒီ ASEAN ဒေသတွင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါပေမဲ့ ကရင်လက်နက်ကန်တဲ့ပုံ KNU ကတော့သူတို့ရဲ့အကျိုးစီးပွားတွေရှိနေတယ်။ကြားပြတ်မှာပါဝင်ပတ်သက်နေရဆိုတဲ့မငင်းနိုင်တဲ့အချက်လက်တွေရှိနေတာဖြစ်တဲ့အတွက်မင်းလက်ပံမှာရှိနေတဲ့ကြားပြတ်လုပ်ငန်းကိုကြားပြတ်နေနေရေဆောင်ရွက်နေရဆိုတဲ့ခေါင်းစဉ်မျိုးတက်ပြီးတော့သတင်းမှားတွေနဲ့ဒီကြားပြတ်ကိုပဲထက်တဲ့တဲတဲဝင်ဝင်နှိမ်နှင်းမှုတွေပြုလုပ်နေတဲ့အောင်ပုံပေါ်ဖန်တီးဖို့တွေဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲဒီမင်းလက်ပံကြားဖြန့်ယုံထဲမှာရှိနေတဲ့တရားမဝင်နိုင်ငံသားပေါင်းကြားဖြန့်လုပ်ငန်းလာရောက်လုပ်ကိုင်သူ3600ကျော်ကိုနဲ့လက်ကိုင်းတပုံး KNU ကထိုင်းနိုင်ငံဘက်ကိုတဆင်လွှဲပြောင်းလာတဲ့ပြုလုပ်ခဲ့တယ်လို့လက်ရှိကြားဖြန့်ဝင်ထဲမှာလည်းထိန်းသိမ်းထားတဲ့လူတထောင်ဒီပါဆက်ရှိနေပါသေးတယ်။ပြည်လုံးနဲ့ကိုင်းတပုံး KNU ကသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့ကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးသက်ဆိုးရှင်နေတာကတော့ထိုင်းနိုင်ငံဘက်က PDF စင်မီတွေအင်တာနက်တွေနဲ့အစာအုပ်တွေစောင့်နိုင်တဲ့စောက်လို့ရေးပစ္စည်းတွေကြောင့်သက်ဆိုးရှင်နေတာဖြစ်ပါတယ်။ အခုဆိုရင်လည်းတမရော့ကနေမီကန်တရင်တက်ဖွဲ့တွေမူလ PGM မူလ DKPA နဲ့အတူကြားဖြတ်နေနေဆောင်ရွက်နေတဲ့အချိန်မှာလဲမင်းလက်ပံရဲ့တစ်ဖက်မှာရှိနေတဲ့ဒီထိုင်းနိုင်ငံကနေပြီးတော့အကြမ်းဖက်သမားတွေကိုဒီစားနဲ့ရိတ်ခါနဲ့လိုအပ်တာတွေထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ ဒီဇင်ဘာ၁ရက်နေ့ကနေဒီဇင်ဘာ9ရက်နေ့အထိမှနယ်စပ်ဒီတောင်းရင်မြင့်တလျှောက်ကလေဆိပ်တွေကိုပိတ်ဆို့ထားရဲဆိုပေမဲ့ကရင်လက်နက်ကိုင်တပုံ KNU ရဲ့ကြားဖြတ်နေနေရေးအကြောင်းပြချက်လူရဝန်ဆန်းမှုတွေဆောင်ရွက်နေတဲ့နိုင်ငံဘက်ကပါဝင်ပတ်သက်မှုတွေလည်းရှိခဲ့တယ်လို့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်းကရင်လက်နက်ကိုင်တပုံ KNU ကထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနှစ်နိုင်ငံဆက်ဆံရေးကိုပြတ်ပြားစေဖို့အတွက်လက်နက်ကြီးတွေတမင်ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ် ။အဲ့ဒီလွယ်ပြီးခဲ့တဲ့ရက်ကထိုင်းနိုင်ငံဘက်ကိုလက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်။ဒီလိုဖြစ်ခဲ့တဲ့အတွက်ထိုင်းနိုင်ငံဘက်ကဒီစီအူစီချုပ်အပါအဝင်နိုင်ငံကြီးဝန်ကြီးဌာနဝန်ကြီးတွေကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့သဘောထားတင်းမာစွာထုတ်ပြန်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီလက်ရှိအာဆီယံဒေတာရင်းသားမကမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရဲ့အခင်ချင်းမှာ လက်ရှိယာယီသမရာကြီးဖြစ်တဲ့ဒီနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌတမရုံကာကွယ်ဦးစီးချုပ်ကြီးရဲ့ဒီတန်တမန်ခင်းဆောင်ရွက်မှုတွေအရင်နဲ့ပတ်သက်ရင် soft power နဲ့ hard power ကိုလုံးဝဟန်ကျင်ကြီးစွာဆောင်ရွက်ထားနိုင်မှုတွေနဲ့ the fact က legitimacy ဖြစ်ခြင်းဆိုတဲ့တရားဝင်ခြင်းနဲ့ဒီ diplomacy နည်းကိုကောင်းကောင်းကြီး မျှကြေညီစွာအသုံးချခဲ့တာဖြစ်တဲ့အတွက်အာဆီယံဒေသရင်းနိုင်ငံတွေကလည်းမြန်မာနိုင်ငံရဲ့အခုပြုလုပ်မဲ့ဒီဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းထောက်ခံတာတွေပြုလုပ်လာခဲ့တယ်။အဒါအပြင်အခုဒီကြားပြည့်နေနေမှာလည်းမြန်မာနိုင်ငံကထဲတဲဝင်ဝင်နဲ့ဆောင်ရွက်နေတာတွေကိုလည်းသူတို့သိရှိနားလည်လာကြတယ်။ နောက်ပြီးတော့ဒီထိုင်းနိုင်ငံကလက်ရှိမှာကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်အရင်ပွားမှုတွေနဲ့တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အတွက်တစ်ဖက်ကမြန်မာနိုင်ငံနဲ့မှာဆက်လက်ပြီးတော့ထိထိတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်မယ်ဆိုရင်ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကတမျိုးတစ်ပုံဆက်လက်ပြောင်းလဲလာမှာဖြစ်ပြီးတော့လက်ရှိအစိုးရအဖွဲ့မှလည်းနိုင်ငံရေးအရွှေ့ပြောင်းနေ နိုင်ငံရေးဩဇာထိန်းချုပ်နိုင်မှုတွေလည်းစင်ခုံမှုတစ်ခုဖြတ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲဒီဒီဇမ9ရက်နေ့ကတမန်တော်ကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်မြင့်မင်းအောင်လှိုင်အပါအဝင်နိုင်ငံတော်အကြီးအကဲတွေအဆင့်မြင့်အရာရှိကြီးတွေကိုလာရောက်တွေ့ဆုံပြီးတော့ဒီထိုင်းနိုင်ငံမြန်မာနိုင်ငံနှစ်နိုင်ငံဆောင်ရွက်မှုကိစ္စတွေဆက်လက်ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့ဆက်လက်ဆောင်ရွက်သွားမယ့်ကိစ္စတွေကိုညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါရီရဲ့နောက်ဆက်တွဲမှာကတော့ဒီအင်းကြီးကြီးကောင်းပီတာဇာဆိုတဲ့စကလုံးကိုပေါ်ဆောင်ပေးနိုင်မှုဆိုရင်တော့နောက်ွယ်မှာကရင်လက်နက်ကိုင်တပုံ KIU အပါအဝင်ဒီ NUGPP အုပ်စုတွေရဲ့အသုံးချခံ PDF တွေကိုထောက်ပံ့တာတွေထောက်ပံ့နေဆိုတဲ့ကဏ္ဍမှာစားနပ်ရိက္ခာလက်နက်ခရဲန်တွေတမကအမျိုးမျိုးသောထောက်ပံ့မှုမှန်သမျှအကျုံးဝင်တာဖြစ်တဲ့အတွက် အိန္ဒိချင်းကောင်းပီတာသာဆက်ဆံခြင်းနဲ့ကြားဖြတ်နေနေရေးလုပ်ငန်းကိုမလိမ့်တပတ်မလုပ်ဖဲနဲ့တကယ်ကိုထဲထဲဝင်ဝင်နဲ့ဆောင်ရွက်ခြင်းနဲ့ဆိုရင်တော့ထိုင်းနိုင်ငံထဲမှာလက်ခံထားတဲ့ကရင်လက်နက်ကိုင်တပုံ KNU ခေါင်းဆောင်စော့ကွက်ထုံဝင်စော့တော်နီစော့ဆေးကဲတို့အပါအဝင်ဒီ NUGPB အုပ်စုတွေရဲ့အုံချခံ PDF တွေကံတဘုံ KNU ရဲ့ကြားဖြတ်လုပ်ငန်းတွေကိုနောက်ွယ်ကနေဒီလွှမ်းမိုးတာတွေချုပ်ကင်တာတွေနဲ့အထောက်ပံ့ပေးနေတဲ့သူတွေအားလုံးကိုဖမ်းဆီးပြီးအရေးယူတာတွေနိုင်ငံအစိုးရချင်းလွှဲပြောင်းတာတွေပြုလုပ်ရမှာဖြစ်ပါတယ် နောက်ကွယ်မှာကရင်လက်နက်ကင်တဘော KNU ကသူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့နဲ့ကြားဖြတ်မှာနာမည်ထွက်နေတာဖြစ်တဲ့အတွက်မငင်းနိုင်မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခြေအနေမျိုးမှာလက်ရှိအခင်းကျင်းနဲ့ပတ်သက်ပြီးတော့ဒါတွေကိုဒီတိတ်ခါဆဲတဲ့အနေနဲ့ဆောင်ရွက်လာတဲ့အခင်းကျင်းမှာလည်းပုံမှန်အစိုးရချင်းဆက်ဆံမှုကိုဒါပြုလုပ်တင်နေဆိုတဲ့အခြေအနေမျိုးလည်းရှိသားပဲဖြစ်တဲ့အတွက်ဒီကရင်လက်နက်ကင်တဘော KNU ဖန်စီခေါ်ဆောင်လာတဲ့သူတွေကိုတောင်းရင်မြစ်ကိုဖျက်ဆီးပြီးတော့ ဒီတရားမဝင်လွှဲပြောင်းမှုပြုလုပ်တာတွေကိုလည်းတတိထားဆောင်ရွက်ဖို့လိုတယ်ဆိုတော့အကင်းကြီးကိုမြင်တွေ့ရပါတယ်။သူတို့ဘယ်လိုပဲဖြစ်ဖြစ်ဒီထိုင်းနိုင်ငံဘက်ကနိုင်ငံသားရေးဝန်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကတမန်တော်ကာကွယ်ဦးစည်းချုပ်နဲ့လာရောက်တွေ့ဆုံခဲ့တဲ့ခီးစဉ်ကကြားပြင်းနေတဲ့ကိစ္စတွေအပါအဝင် ကရင်လက်နက်ကိုင်တပုံ KNU နဲ့အန်ယူဂျီပီပီအုပ်စုအုံချခံ PDF တွေနဲ့ပတ်သက်ရင်လည်းအများကြီးရိုက်ခတ်မှုနဲ့တက်ရောက်မှုတွေရှိသွားမှာပဲဖြစ်တဲ့ဆိုတော့သဘောမျိုးကိုလည်းမြင်တွေ့ရပြီးဖြစ်ပါတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်တစ်ဖက်ကအကြမ်းဖက်သမားတွေမျှော်လင့်နေသလိုပြည်ပြည်အုပ်စုတွေမျှော်လင့်နေသလိုထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်မှာနှစ်ဖက်တိတိထိုက်ပွဲတွေဖြစ်ပွားဖို့စစ်ပွဲအတွင်းကိုခေါ်ဆောင်မှုပြုလုပ်တဲ့အခင်းချင်းကညီမန်းတယ်လို့ဖြစ်မလာပဲနဲ့နှစ်နိုင်ငံအစိုးရချင်းကပဲတန်နမန်နီလန်းနဲ့ WMC နီလန်းကိုအုံချပြီးတော့ပဲ soft power ကိုကောင်းကောင်းကြီးမျှကြေထားကစားနိုင်ခဲ့တဲ့လက်ရှိနိုင်ငံတော်အကြီးအကဲတွေရဲ့နိုင်ငံရေးရည်ချင်ညင်ပါမှုကလည်းကောက်ကောက်ကိုငင်မြင်တင်လာရပြီဖြစ်တဲ့အတွက်မကြခင်ကာလအတွင်းရေကောက်ပွဲကျင်းပပြီးနောက်ပိုင်းဒီလာနေငယ်ရဲ့အနေငယ်အတွင်းကရင်ပြည်နယ်မှာရှိနေတဲ့ဒီအကြံဖက်လက်နက်ကအဖွဲ့တွေနဲ့ပတ်သက်တာတွေကိုကြားဖြတ်နေနေတဲ့ပတ်သက်တာတွေကိုအပြောင်းလဲတစ်ခုချိုးစစ်တစ်ခုဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောမျိုးကိုလည်းမြင်တွေ့ရပြီဖြစ်ပါတယ်။ဒါကတော့မြန်မာနိုင်ငံကိုဒီလက်တလွတ်လာရောက်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့နိုင်ငံသားကြီးဝင်ကြီး နဲ့ကိုယ်စားလှယ်အဖွဲ့တွေလာရောက်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါတင်ဖို့ကိုတင်ဆက်ပေးသွားကြပါမယ်။ဒါကတော့ဒီမြန်မာနိုင်ငံရဲ့တောင်ဘက်အဖျားဆုံးမှာရှိနေတဲ့တနင်္လာရီတိုင်းတွေကအမြင့်ကောတောင်လန်းနဲ့ပတ်သက်တဲ့စေရီခင်းခြင်းဖြစ်ပါတယ်။ မြေကော်တောင်းလန်းကိုတော့ကရင်လက်နက်ကိုင်သဘော KNU ရဲ့တမဟာလီထိန်းချုပ်ထားတဲ့ဒေသတစ်ခုဖြစ်ပြီးတော့ KNL KDNA အပါအဝင်အညူကြီးပြည်ပြည်အုပ်စုရဲ့အုံချခံ PDF တွေအများအပြားဒီဒေသရင်းတည်ငြိမ်အကြမ်းကိုနှောက်ယှက်မှုပြုလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်ဒီနေ့ဒီဇင်ဘာ၈ရက်နေ့မှာတော့ဒီမြေကနေပြီးတော့ကော်တောင်းလန်းပိုင်းကိုတမရရဲ့နေမိကန်တိုင်ရင်တပ်ဖွဲ့တွေကနေမရှင်လေးဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဒီလန်းပိုင်းတစ်လျှောက်လုံးမှာစက်ကြီးတွေကောက်ပြီးတော့ဒေသရင်းတည်ငြိမ်အကြမ်းရေးကိုပြပြန်းအောင်လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ဆောင်ရွက်မှုတွေနဲ့စက်ကြီးဂိတ်တွေလည်းဆုတ်ခွာနေတယ်ဆိုတဲ့သတင်းတချို့ကြားသိရပါတယ် ဒီလိုမျိုးတမ်းမရရဲ့နေမရှင်လေးဆောင်ရွက်မှုတွေကြောင့်တနင်္လာရီတိုင်းအတွင်းမှာရှိနေတယ်မြေကော်တောင်လမ်းမှာရှိနေတဲ့ PDF တွေကဒေသခံမိဘပြည်သူတွေရဲ့သွာလာမှုကိုကန့်သက်ထားရဆိုတဲ့သတင်းတွေလည်းကြားသိရတယ်လို့မြေကိုအသုံးပြုနေတဲ့ရှင်တွေတနင်္လာရီမိဘပြည်သူတွေရဲ့သွာလာမှုတွေအားလုံးကိုလိလန်းတွေကိုမသွားဖို့အဓိကကန့်သက်ထားတဲ့သဘောမျိုးမြင်တွေ့ရပါတယ် ။ဒါမှမဟုတ်ကတော့ဒီတနင်္လာရီနေ့ရေးတဝဲလမ်းမကြီးတစ်ခုလုံးကိုပြန်လဲစိုးမှုဖို့ဆောင်ရွက်ဖို့လိုအပ်နေသေးပဲဖြစ်ပါတယ်။ဒါတွေကတော့ဒီတနင်္လာရီတိုင်းကန်ယူရန်စစ်ဌာနချုပ်ရဲ့လက်အောက်ခံနေပြည်တော်တိုင်းရင်တပ်ဖွဲ့တွေနဲ့ဆိုင်တဲ့အခင်းအကျင်းဖြစ်တစ်ခုဖြစ်ပါတယ်။ဒီဒေသတွေမှာပဲတဝဲရီနဲ့စိတ်ကမ်းနဲ့ ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံအတွက်ကိုဘေးဘဝင်ရမှာရှိနေတဲ့အိန္ဒိယနိုင်ငံတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးသားမကပထဝီနိုင်ငံရေးနဲ့ဒီစီးပွားရေးကိစ္စတွေနဲ့မှာဆက်ဆက်နေတာဖြစ်တဲ့တော်နဲ့နိုင်ငံသားတွေပေါ့တကယ်ကိုစေတနာမှန်မှန်တိစ္ဆာမရှိတဲ့အကြမ်းဖက်အဖွဲ့တွေကဒေတာရင်းတည်ငြိမ်အေဂျင့်ရေးကိုပြက်ပြားအောင်ဆောင်ရွက်နေတယ်ဖြစ်ပါတယ် ဒီကနေ့ကျတော့တန်လိုက်တိုင်းမှာဒီတဘာဝတန်ခွေတွေရေနဲ့စိတ်ကန်းနေတာမှာကအင်မတန်ကိုတန်မှုရှိတဲ့မြေရှားတက်ထုတိုက်ကြီးတခုလည်းရှိပါတယ်။ဒီတက်ထုတိုက်ကြီးကိုဆွဲပြုတ်ပြီးတော့ဒီတက်ထုတိုက်ကြီးကရတဲ့မြေရှားတက်ထုတွေကိုတရားမွေနီလန်နဲ့အကျိုးမြတ်ရဖို့ယူဖို့ မျောလင့်နေကြရတဲ့ဒီစန့်ကျင်ဘက်နိုင်ငံတွေအနောက်နိုင်ငံတွေအားလုံးကကရင်လက်နက်ကိုင်တဲ့ဘုံ KNU ကိုလက်သိထိုးပြီးတော့ရင်ရန်နေရာတွေထောက်ပံ့ပြီးတော့ဒီမြေရှားတပ်ထုတူဖော်မှုတွေပြုလုပ်ဖို့ရည်ရွယ်နေတာတွေရှိတယ်။ဒီကရတဲ့တရားမဝင်တူဖော်မှုတွေကနေတစင်မြေရှားတပ်ထုကိုမောင်ကိုနီးနဲ့ရယူပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေနဲ့ဆောင်ရွက်ဖို့စီစဉ်နေကြတယ်ဆိုတဲ့အခင်းချင်းတွေရှိတွေ့ရပါတယ်။ တကယ်တော့ဒီတနင်္လာရီတိုင်းမှာအင်မတန်မှတန်ဖိုးရှိတဲ့မြေချာတတုတိုက်ကြီးတစ်ခုရှိနေသေးတယ်ဆိုတော့အခင်းချင်းကိုလည်းမြင်တွေ့ရပြီဖြစ်တဲ့အတွက်ဒီမကြာမီကာလအတွင်းများမကြာခင်ကာလအတွင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးတည်ငြိမ်အေးချမ်းလာပြီးတဲ့နောက်စီးပွားရေးကဏ္ဍတွေလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ် ဒါအတွင်ဒီတင်ရန်ဇာတာတွေမြေပေါ်မြေအောက်တင်ရန်ဇာတာတွေတူဖော်မှုတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအတွက်လိုအပ်တဲ့တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကဏ္ဍတွေသာမကအမျိုးမျိုးသောကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။အရေးကလည်းဒီတန်ပေါင်းများစွာတန်တဲ့ဒီ trillion ကုဗတ်ပြီးတန်ပေါင်းများစွာတန်တဲ့ဒီသဘောတန်ခွေတိုက်ကြီးလည်းတွေ့ရှိခဲ့တာဖြစ်တဲ့အတွက်တင်းနှင်းလာရေးတိုင်းကတော့မြန်မာနိုင်ငံကိုအများကြီးအကျိုးပြုနိုင်မဲ့ဒီတွင်းထွက်တင်ရန်ဇာတာတွေနဲ့စီမံကိန်းတွေအများကြီးမြင်တွေ့လာရမယ့်ဒေသတစ်ခုဖြစ်တဲ့ဒဝေရင်နဲ့စီမံကိန်းနဲ့ရှိသေးတာဖြစ်တဲ့အတွက်ဒီတာရင်းတင်ရန်အေဂျင်ကြီးကလည်းအများကြီးကိုဆောင်ရွက်သွားရမှာ ြစ်ပါတယ်။ဒါကြောင့်မလို့အခုဒီမြိတ်မှာရှိနေတဲ့အနေမြေခံတရင်တပ်ဖွဲ့တွေကနေလို့စဉ်ပေါ်တောင်းကိုတင်မရှင်းနေဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းဒီကန်ယုံတဲ့တခြားမှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေပြီးတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုအကြမ်းဖက်သမားတွေပိတ်ဆို့ထားတဲ့လမ်းကြောင်းတွေကိုဆက်လက်ပြီးနေမရှင်းနေဆောင်ရွက်သွားဖို့လိုပါတယ်။ယူရန်ဒေသမှာ GLA ဘူကောင်စစ်စင်ယူတွေဆောင်ရွက်လို့အကောင်းဆုံးဖြစ်တယ်လို့ကမ်ရိုရီရဲ့ကြိုတင်ကင်းထောက်မှုတွေနဲ့နေမရှင်းနေဆောင်ရွက်မှုတွေလက်နက်ကြီးပစ်ကူပေးမှုတွေကအများကြီးတာသွားပါတယ်။ဒါကြောင့်မြေပြင်မှာရှိနေတဲ့နေမိကန်တရင်တပ်ဖွဲ့တွေနဲ့တူတမ်ရိုရီရဲ့ပူပေါင်းချိတ်ဆက်မှုတွေနဲ့ ဒီ KNU လက်နက်ကန်အဖွဲ့ရဲ့အုံချခံ KNL KDL အပါအဝင်အညီညီပြည်ပြည်အုပ်စုတွေရဲ့အုံချခံ PDF တွေကိုဟန်ကျန်ညီဆောင်နဲ့ဝန်ဝင်တိုက်ခိုက်သွားဖို့လိုအပ်တယ်ဆိုတဲ့အခင်းချင်းမျိုးကိုလည်းမြင်တွေ့ရပြီဖြစ်ပါတယ် အဲလက်ရှိခင်ကြီးမှာတော့ဒီမြိတ်နဲ့ကော်တောင်လမ်းမပြန်လည်ဖွင့်လှစ်နိုင်ရေးကိုဆောင်ရွက်နေတာ ဖြစ်ပြီးအကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေကိုအပိုင်းလိုက်ဒီနေမရှင်လေးဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက်ဒီအခင်းချင်းကဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့အလားအလာတွေဖြစ်နိုင်မယ်အကြမ်းဖက်သမားတွေကဒါနေမရှင်လေးဆောင်ရွက်သွားနိုင်ခဲ့မယ်ဆိုရင်ဒီလမ်းကြောင်းတစ်လျှောက်လုံးမှာဆက်ကြီးတွေကောက်နေတဲ့ဒီပြည်ပအုပ်စုတွေကိုအကြမ်းဖက်အဖွဲ့တွေအားလုံးကိုရှင်းလင်းသွားမှာဖြစ်ပါတယ်ဒါတွေကယာယီရှင်လင်းရုံနဲ့တော့ဆောင်ရွက်လို့မဖြစ်ပါဘူးလုံးဝအပြီးတိုင်းဒီလက်နက်ကန်လမ်းစဉ်စွန့်နိုင်တဲ့အထိလက်နက်ကန်လမ်းစဉ်ကိုအားလုံးကိုစွန့်လွတ်လိုက်တဲ့အထိ ဒီတိုက်ဖြတ်သွားရမှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကာလရွေးကောက်ခံအလွန်ကာလရွေးကောက်ခံအစိုးရလက်ထက်ကာလတွေမှာတော့ဆက်လက်ဆောင်ရွက်ရမယ်အခင်းချင်းတွေဖြစ်တဲ့ဆိုတော့အကြောင်းကိုဆက်ပေးခဲ့တာဖြစ်ပါတယ် နောက်ထပ်သတင်းပုတ်ကတော့ဒီသခိုင်းတိုင်းမင်းကမြို့နယ်ထဲမှာရှိနေတဲ့ PDF တန်တန်းကြောင်တစ်ခု PDF စကန်တစ်ခုကိုပုံရိုက်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒါကတော့မင်းကြီးရဲ့အရှိတောင်ဘက်မှာရှိနေတဲ့နနှင်းချောင်းနဲ့ထမ်းမင်ချောင်းနေရာကအကျန်းပသမားတွေစုဖွဲ့နေတဲ့နေရာကိုလည်းကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီရွာတွေကတော့ဒီချင်းနှမြင့်ရဲ့ဘေးဘက်ဝန်းကျင်မှာရှိနေတဲ့ရွာတွေဖြစ်ပြီးတရံဝင်ရွှေမြောင်းတူးဖုံမှုတွေပြုလုပ်နေတဲ့လောင်ပြည့်ရွာရဲ့အနောက်ဘက်မှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ဒီစင်မှာရှိနေမှာပဲမနက်7:00နာရီ22:00ဝန်းကျင်အကျန်းပသမားတွေစုဖွဲ့နေတဲ့ဒီ PDF စကန်ကိုတမတော်လေးကလေး ရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပါရမွန်ဒါနစီနဲ့တိုက်ခိုက်ခဲ့တာရှိတယ်လို့ဂျက်ဖိုက်တာနစီနဲ့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ကြားသိထားတဲ့နောက်ဆုံးရရှိတဲ့သတင်းအရတော့ဒီကနီမင်းကင်းပတ်ဝန်းကျင်မှာစုဖွဲ့နေတဲ့အကြမ်းဖက်သမားတွေ စကန်းကိုပေါက်ခွဲခဲ့တာဖြစ်တဲ့အတွက်တေဆုံးသူ73ရှိသွားတယ်လို့သိရပြီးတော့ဒီအရေးပေါ်အခြေအနေကိုရောက်ရှိနေတဲ့ဒဏ်ရာရအကြမ်းဖက်သမား၈ယောက်ရှိတယ်လို့သိရပါတယ်ဆိုတော့ဒီနေ့ဒီမင်းကင်းမြို့နယ်ထဲမှာရှိနေတဲ့ရွာတွေအနီးကအကြမ်းဖက်သမားတွေရဲ့နေရာကိုလည်းကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေဆက်လက်ထိခိုက်သေဆုံးနေတယ်ဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းကမ်ဘလူးဒီဘေးဘက်ဝန်းကျင်ကမ်ဘလူးကျွန်းလန့်နဲ့ရေဦးခင်ဥပဝန်းကျင်ကအကြမ်းဖက်သမားတွေရဲ့နေရာတွေစုဖွဲ့နေရာတွေကိုလည်းဆက်လက်ပြီးနေမြရှင်လေးဆောင်ရွက်သွားဖို့လိုလေဆိုတဲ့အချက်ကိုလည်းတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ် ဒါကတော့ဒီနေ့ဒီဇင်ဘာ၈ရက်နေ့အတွက်ဒီလက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းတွေကထူးခြားဖြစ်စဉ်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။